မမုတ်ကပန်းဆိုင်ဖွင့်ဖို့အတွက်အရန်ကိုရိုးသွတ်တဲ့မိန်းကလေးဖြစ်ပါရင်သူ့ရဲ့ငယ်ချင်းဦးနေဝင်းကတော့အင်ဂျီရောင်မဲ့ကောင်းလေးတယောက်ပါဒါပေမဲ့ပန်းဆိုင်ဖွင့်ပြီးချိန်မှာတော့သူမချစ်မိသွားသူကအုံနောက်ခွဲစိတ်ဆရာဝန်နိုင်ကြီးဖြစ်ပါရင်နိုင်ကြီးကမမုတ်ကိုသဘောချနေတဲ့ဆရာဝန်လူကျော်တယောက်လည်းဖြစ်ပါရင်ညပါတီတစ်ခုတူတူသွားကြပြီးပျော်ရွှင်စွာတောင်းစားပြောပါကြပါရင်နိုင်ကြီးကမမုတ်ဘေးကနေမခွာဘဲကော်လိုကဗေ့စ်ကားတွေပြောပါရင်မမုတ်အိမ်မပြန်ခင်မှာနိုင်ကြီးကချစ်ခွင့်ပန်ပါရင်မမုတ်ကစငယ်ချင်းလိုပဲနေမဲ့ပြောပြီးမူရများနေပါရင်နိုင်ကြီးရဲ့တော်ကြီးအောက်မှာမမုတ်တယောက်ကြာရှုံးသွားခဲ့ပြီးပြုတ်ပြုတ်ပေးရင်အိမ်ပြန်ခဲ့ပါရင်နိုင်ကြီးကလည်းမမုတ်ဆိုင်ကပန်းတွေကိုပထမ ာဆုံးအားပေးပြီးမိုးမိုးကိုပြန်ပေးတယ်မိုးမိုးကဇဝင်ကိုအပြန်စားကောက်ပြီးဆန်းဆန်းရဲ့မွေးနေ့ပါတီကိုအလားဆုံးပြင်သွားပါတယ်သူမရဲ့အန်ကြီးအပေါ်ကုတ်ကိုချွတ်လိုက်ပြီးနိုင်ကြီးကိုဆဲဆောင်ပါတယ်မိုးမိုးရဲ့အလားတွေမှာကြာရှုံးသွားတဲ့နိုင်ကြီးကလည်းမိုးမိုးကိုအခန်းတစ်ခုထဲခေါ်သွားပြီးနန်းကြီးတုတ်စားပါတော့တယ်မနေ့လင်းတော့နိုင်ကြီးရဲ့ညီမဖြစ်သူဆန်းဆန်းရောက်လာပါတယ်သူ့အကူဟာရီးစားတွေကိုထဲလဲတွဲနေသူဆိုပြီးမိုးမိုးကိုဂုံးချော့လိုက်ပါတယ်မိုးမိုးနဲ့နိုင်ကြီးကရန်ကိုတားရနေပါတယ်ကလပ်သွားပါတီသွားနန်းကြီးတုတ်စားတာနဲ့ပျော်ပါနေကြပါတယ်တရက်မှာတော့မိုးမိုးကနိုင်ကြီးကိုစားတော့ဆိုင်တစ်ဆိုင်မှာအမေဖြစ်သူနဲ့မိတ်ဆက်ပေးဖို့ခေါ်သွားပါတယ်နိုင်ကြီးရဲ့ချောမမှုကြောင့်မိုးမိုးရဲ့အမေကသဘောကျနေပါတယ် ်။စကားပြောနေကြတော့မှအစားတောက်မှရုပ်လူတယောက်ဘေးမှလာရက်ပါရင်မမို့ကမောချိလိုက်တော့အံ့ဩသွားခဲ့ရပါတယ်။အချောင်းကတော့မမို့ရဲ့အခြေဦးနေဝင်းဖြစ်နေတာကြောင့်ပါ။နေဝင်းကမမို့တို့စားနေတဲ့စားတောက်ဆိုင်ပိုင်းရှင်မှာနေဝင်းကမမို့ကိုတိမ်မွေးစွာကြည့်နေခဲ့ပါတယ်။နေဝင်းကိုတွေ့တော့အရင်တုန်းကသူမအဖေမသိအောင်သူနဲ့တိတိကျကျတွေ့ခဲ့ရတာတွေပြန်စင်းစားနေပါတယ်။မမို့ကမသိဟန်ဆောင်လိုက်ပြီးညသာစားပါတယ်။ခဏကြာတော့မမို့ကနေဝင်းကိုတွားတွေ့လိုက်ပြီးရှင်းဟောင်းနှောင်းဖြစ်နေပြောကြပါတယ်။သူ့အကြောင်းကိုအကြောင်းပြောပြကြရင်မမို့ကသူမပန်းဆိုင်ဖွင့်တာအကြောင်းပြောပြတယ်။နိုင်ကြီးကမမို့ရဲ့မနက်စာချက်ပြုတ်ပေးနေပါတယ်။နိုင်ကြီးကမမို့ရဲ့ရေပန်ထဲမှာရှိတဲ့တက်တူအကြ ောင်းပေးပါတယ်။နိုင်ကြီးနဲ့မိုးမိုးကချစ်ချီနုံနေကြတော့မှမိကိုကအမွေထွက်လာပါတယ်။နိုင်ကြီးကခလုတ်သွားပိနေစဲမှာနိုင်ကြီးကိုကိုကြီးမိုးကြိုးစားတဲ့မိုးမိုးရဲ့နေထင်ကိုဒေါသရကြီးရိုက်လိုက်မိပါတယ်။ရုတ်တရက်ရိုက်ခံလိုက်ရတဲ့မိုးမိုးကလန့်သွားပါတယ်။နိုင်ကြီးကမတော်တဆပါလို့ပြောပြီးပြန်ချောင်းလိုက်ပါတယ်။နိုင်ကြီးတို့လေယောက်ကနေဝင်းရဲ့စားတောက်ဆိုင်မှာထပ်ဆောင်ကြပါတယ်။နေဝင်းကမိုးမိုးရဲ့ဝိုင်းကိုရောက်လာပြီးဘာလို့အလင်းလာမေးပါတယ်။နိုင်ကြီးကလည်းမိုးမိုးရဲ့လက်ကိုကင်ထားပါတယ်။မိုးမိုးကဝိုင်းကနေခဏထွက်လာတော့နေဝင်းကစကားလာပြောပါတယ်။မိုးမိုးရဲ့တင်ရကိုတွေ့တဲ့နေဝင်းကနိုင်ကြီးနဲ့လမ်းခွဲလိုက်ဖို့ပြောပါတယ်။နေဝင်းကဒေါသထွက်နေခဲ့ပြီးနိုင်ကြီးကိုတွေ့တော့ထုတ်လိုက်ပါတယ်။မိုးမိုးရဲ့ခြေဥမ်းမှန်းသိသွားတဲ့နိုင်ကြီးကလည်းပြန်ထိုးပါတယ် ဆိုင်အတွင်းမှာထုံးချိဝဲဖြစ်သွားခဲ့ပြီးနေဝင်းကနိုင်ကြီးကိုသူ့ဆိုင်ထဲကနေထွက်သွားခိုင်းပါတယ်မမို့ကနိုင်ကြီးနောက်ကနေလိုက်သွားခဲ့ပြီးသူမကိုအထင်မလွဲဖို့ရှင်းပြပါတယ်နောက်ရမှာနေဝင်းကမမို့ရဲ့ပန်းဆိုင်ကိုလာပါတယ်နေဝင်းကမမို့ကိုနူးညံ့စွာကြည့်နေပြီးဖြစ်ခဲ့တာတွေအတွက်တောင်းပန်စကားဆိုပါတယ်နေဝင်းကလိုအပ်ရင်ဖုန်းဆက်ဖို့သူ့ရဲ့နံပါတ်ကိုပေးခဲ့ပါတယ်အမေဖြစ်သူလိုမျိုးယောက်ျားရဲ့အရေးမခံရဖို့ကိုနေဝင်းကမမို့ကိုစိတ်မကောင်းစွာနဲ့တတိပေးနေပါတယ်ညသာစားတော့မမို့ကိုနိုင်ကြီးကစားသောက်ဆိုင်မှာဖြစ်ခဲ့တာတွေအတွက်တောင်းပန်မယ်နဲ့နှစ်ယောက်သားချစ်ချင်တို့တစ်တီတူးကြပြီးကကြီးကြိုက်ကြပါတယ်နိုင်ကြီးကမမို့ကိုလက်ထက်ခွင့်တောင်းခဲ့ပြီးမင်္ဂလာဆောင်လိုက်ကြပါတယ်နိုင်ကြီးကမမို့ရဲ့ဖုန်းထဲကနေနေဝင်း င်းရဲ့စံတိုင်းစာအကက်ကိုမတော်တဆတွေ့လိုက်ရပါတယ်။နိုင်ကြီးကဒေါသထွက်သွားပြီးအိမ်ထဲကနေထွက်သွားပါတယ်။မမုတ်ကနောက်ကနေရှင်းပြဖို့လိုက်သွားပေမဲ့ရုတ်တရက်လှေကားပေါ်ကနေကြာသွားပါတယ်။မမုတ်ပြန်သတိရတော့နိုင်ကြီးကအော်ဆော်ကြည့်ပါတယ်။နိုင်ကြီးကမမုတ်ကိုအနန္တကွင်းနဲ့နှစ်သိမ့်လိုက်ပါတယ်။နောက်ရမှာလဲနိုင်ကြီးကမမုတ်ရဲ့တတူးကိစ္စကိုထပ်မေးပြန်ပါတယ်။ဒီတစ်ခါမှာတော့မမုတ်ကရှင်းပြပါတယ်။မကျင်တဲ့နိုင်ကြီးကနိုင်ကြီးတုတ်စာအတင်းစားဖို့ပြင်နေပါတယ်။နိုင်ကြီးရဲ့ရက်ဆက်မှုတွေကိုတဖြည်းဖြည်းသိနေတဲ့မမုတ်ကနိုင်ကြီးစီကနေထွက်ပြေးပါတယ်။မမုတ်ကနေဝင်းစီကိုအာကုတ်ကြီးနဲ့ရောက်လာပါတယ်။နေဝင်းကနှစ်သိမ့်ပေးခဲ့ပြီးစေးုံပို့ပေးပါတယ်။တောင်ဝင်းမကခလင်းရှင်နေပြီဖြစ်ကြောင်းမမုတ်ကိုပြောပြပါတယ်။နေဝင်းကသူ့ရဲ့အိမ်မှာမမုတ် ုကိုနေခိုင်းပါတယ်တယောက်နဲ့တယောက်စကားတွေပြောကြရင်နှစ်သိမ့်ပေးပါတယ်နေဝင်းကမုံမုံကိုပြန်လိုက်ပို့ပေးခဲ့ပြီးပွေဖက်အားပေးလိုက်ပါတယ်ဆန်းဆန်းကလည်းတမအကိုနဲ့ပတ်သက်ပြီးမုံမုံကိုတောင်းပန်ပါတယ်ကလေးမွေးတဲ့နေ့မှာမုံမုံကအနိုင်ကြီးကိုကွာရှင်းခိုင်းပါတယ်မုံမုံကသမီးလေးကိုတယောက်တည်းပြုစုပြောထောင်ခဲ့ပါတယ်နောက်ဆုံးမှာမုံမုံကငယ်ချင်းဦးတင်ဝင်းနဲ့ပြန်လည်တွေ့ဆုံသွားခဲ့တော့ဇလန်းကအဆုံးသတ်သွားခဲ့ပါတယ်အခြေဦးမုံရွေးရင်တော်မှာမမေ့ဆိုသလိုပြိတ္တကြီးလို့မှရောအခြေဦးနဲ့လွဲခဲ့တဲ့သူတွေရှိကြလားရှင်းရင်လည်းဘူးဆောင်မပါဘူးလို့မှတ်လိုက်ကြပါအဆုံးကြီးပြီလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ Looking in the street in it like